ဘာဘတိပင်များတဘာဝတရားဤအံဩဖွယ်ရာဒီနေ့မှာတော့တဘာဝတရားရဲ့အံဩဖွယ်ရာတစ်ခုဖြစ်တဲ့ဘာဘဘတိပင်တွေအကြောင်းပြောပြပေးသွားမှာပါဒီတိပင်တွေဟာအာဖရိကရဲ့ခြောက်သွေ့တဲ့ဒေသတွေမှာအများဆုံးပေါက်ရောက်ပြီးသူတို့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့ရှည်လျားတဲ့တက်တန်းတွေကြောင့်လူသိများပါတယ် ဘောက်ဘတ်ပင်တွေရဲ့ပင်စီဟာကြီးမားပြီးရေကိုတိုးလောင်ထားနိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒါကြောင့်ခြောက်သွေးတဲ့ရာသီဥတုမှာရေငက်တံကိုခံနိုင်ရရှိပါတယ်။သူတို့ရဲ့ပင်စီဟာအချင်းအဖြစ်၁၀မီတာကနေ 14မီတာအထိရှိနိုင်ပြီးအမြင့်ကတော့9မီတာကနေ30မီတာအထိရှိနိုင်ပါတယ်။ဘောင်းဘတစ်ပင်တွေဟာအသီးတွေကိုတီးတက်ပြီးဒီအသီးတွေကိုမက်စ်ပင်သီးလို့ခေါ်ပါတယ်။ဒီအသီးတွေဟာဗီတာမင်စီနဲ့အာဟာရဓာတ်တွေကျွဲဝပြီးလူသားတွေအတွက် စားသုံးနိုင်ပါတယ်။အရွက်တွေကိုလည်းဟင်းချိုချက်တဲ့အခါမှာအသုံးပြုကြပါတယ်။ ဘာဘတစ်ပင်တွေဟာကဘာပေါ်မှာအသက်ရှည်ဆုံးတစ်ပင်တွေတဲကတမျိုးပါသူတို့ရဲ့တက်တန်းဟာနှစ်ပေါင်းတဲ့၃ည၃ည၃ညကနေ6၃ည၃ည၃ညအထိရှည်လျားနိုင်ပါတယ်ဒါကြောင့်သူတို့ကိုအသက်တစ်ပင်တွေလို့လည်းခေါ်ကြပါတယ်ဘာဘတစ်ပင်တွေဟာသူတို့ရဲ့ပတ်ဝန်းကျင်အတွက်အရေးကြီးပါတယ်သူတို့ဟာ ရေကိုတိုးလောင်ထားနိုင်ပြီး6တွေ့တဲ့ရာသီဥတုမှာအခြားသတ္တဝါတွေအတွက်ရေရင်းမြစ်တစ်ခုဖြစ်စေပါတယ်ဒါအပြင်မြစ်တွေလင်းတို့တွေနဲ့ အခြားသတ္တဝါတွေအတွက်နေထိုင်ရာနေရာကိုဖန်တီးပေးပါတယ်။ဒါပေမဲ့ဘောက်ဘုံတစ်ပင်တွေဟာရာသီဥတုပြောင်းလဲမှုနဲ့လူသားတွေရဲ့လုံဆောင်ချက်တွေကြောင့် ချင်းချောက်ခံနေရပါတယ်။တစ်ပင်တွေ ခုတ်လဲခြင်း၊ညေရအုံပြုမှုပြောင်းလဲခြင်းနဲ့ရာသီဥတုပြောင်းလဲမှုတို့ကြောင့်သူတို့ရဲ့ရှင်သန်မှုဟာအန္တရာယ်ရှိနေပါတယ်။ဒါကြောင့်ဘာဘုတ်တစ်ပင်တွေကိုကာကွယ်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။သူတို့ရဲ့ရှင်သန်မှုဟာတဘာဝတရားအတွက်အရေးကြီးတယ်လို့လူသားတွေအတွက်လည်းအရေးပါပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။